မင်္ဂလာပါခင်ဗျရှင်ကိုခစ်တက်ကနေဒီနေ့လည်းကင်းဒရင်ကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီရဲ့အတုယောင်ရွေးကောက်ပွဲဝင်ကြမယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့နိုင်ငံရေးပါတီတွေဟာစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာသာမဲဆွဲစည်းရုံးရမယ်ဆိုပါတယ်အချမ်းဖတ်စစ်ကောင်စီကအမျိုးသမီးစစ်မှုထမ်းတင်ဒန်းတွေစတင်ဖွင့်လှစ်နေပြီဖြစ်တယ်လို့မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကထုတ်ပြန်ထားတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းဒရင်ကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့အချက်ဖတ်စစ်ကောင်စီရဲ့အတွေ့အကြုံရွေးကောက်ပွဲဝင်ကြမဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့နိုင်ငံရေးပါတီတွေဟာစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာသာမဲ့ဆွေစည်းရုံးရမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့လာမယ့်နှစ်ကုန်ပိုင်းမှာအချက်ဖတ်စစ်ကောင်စီလုံမဲ့အတွေ့အကြုံရွေးကောက်ပွဲအတွင်ပါဝင်ကြမဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့နိုင်ငံရေးပါတီတွေအနေနဲ့မဲ့ဆွေစည်းရုံးမှုလုပ်မယ်ဆိုရင်မဲ့ဆွေစည်းရုံးရမယ့်နေရာနဲ့အချိန်တွေကို စစ်တပ်ကိုကြိုတင်အကြောင်းကြားခွင့်ပြုချက်ယူရမယ်ဆိုတဲ့စီကံတတ်မှတ်ချက်တွေချမှတ်ထားပြီးဖြစ်တဲ့အတွက်စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာသာမဲဆွယ်စီရင်ရမှာဖြစ်တယ်လို့ဆိုပါတယ်အဓိကကတော့လုံခြုံရေးအကြောင်းပြချက်နဲ့လွတ်တော်ကိုယ်စားလှယ်ရေးနိုင်ငံရေးပါတီတွေအနေနဲ့လွတ်လွတ်လပ်လပ်မဲဆွယ်စီရင်နိုင်မှာမဟုတ်ဘဲသက်ဆိုင်ရာစစ်တပ်ရဲနဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီတွေစီမှာခွင့်ပြုချက်အရင်တောင်းပြီးမှသာမဲဆွယ်စီရင်ဓာတ်တွေနဲ့ဟောပြောဓာတ်တွေလုပ်ရမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်အရင်မြစ်ကပြောထားပါတယ် အဲ့ဒီအတူရောင်ရွေးကောက်ပွဲလုံခြုံရေးအတွက်ကိုလည်းစစ်ကောင်စီကသူ့လက်အောက်ခံစစ်တပ်ရဲ့ပြူစောထင်းနယ်ပြည်သူလုံခြုံရေးအဖွဲ့ဝင်တွေကိုလက်နက်တွေတပ်ဆင်ပြီးတာဝန်ပေးအပ်မှာဖြစ်တယ်လို့တဖက်မှာလည်းပြည်ထောင်စုဝန်ကြီးဌာနကရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီတိုင်းခရိုင်နဲ့မြို့နယ်ကော်မတီတွေကိုဖွဲ့စည်းထားပြီးတော့ရွေးကောက်ပွဲလုံခြုံရေးဆောင်ရွက်ဖို့တွေပါညွှန်ကြားထားတယ်ဆိုပါတယ် တဖက်မှာတော့2020ရွေးကောက်ပွဲမှာပြည်သူထောက်ခံမှုမရဘဲ NLD ပါတီကိုမဲအပြတ်အသတ်နဲ့ရှုံးခဲ့တဲ့စစ်တပ်လက်ပါစီချက်ဖွတ်ပါတီဥက္ကဋ္ဌခင်ကြီးကတော့လက်ရှိမှာစစ်တပ်ကနေမြေရှင်းလင်းရေးတွေလုပ်နေတဲ့အတွက်မဲဆန္ဒနေတွေပုံမူကျပြန့်လာနိုင်တယ်လို့ပါပြောထားသေးတယ်လို့လုံခြုံရေးအပိုင်းမှာလည်းစိုးရင်စရာမရှိနိုင်ဘူးဆိုပြီးတော့လေဩဂုတ်14ရက်နေ့ဖြစ်တဲ့မနေ့ကတည်းရန်ကုန်မြို့ Sky Star Hotel မှာပြုလုပ်တဲ့နိုင်ငံရေးပါတီများတည်င်းစာရှင်းလင်းပွဲမှာပြောသွားပြန်မှာတည်တယ် အကြံဖတ်စက်ကောင်းဆောင်မင်းအောင်လိုင်းကတော့သူတို့ရဲ့အတုရောင်ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်တွေကိုလုံခြုံရေးတာဝန်ယူပေးမယ်လို့ပြောထားပေမဲ့တကယ်တကယ်ကတော့စစ်တပ်ရဲ့ထိန်ချုပ်မှုအောက်မှာသာမဲဆွယ်စီယုံရောက်မှာဖြစ်တယ်လို့လည်းနေပြီးတော့စစ်တပ်သတင်းအရေးမြေကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ပျောက်ဆုံးနေတဲ့ရခိုင်အမျိုးသားပါတီ ANP ရဲ့စစ်တွေမျိုးနယ်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်ဟာဦးအေးသိန်းစိုးသူရဲ့ရုပ်အလောင်းကိုရန်ကုန်မြို့ကအင်းလျာကန်အတွင်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်ဒါကတော့ ရခိုင်မြို့သားပါတီ ANP ရဲ့စစ်တွေးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးအေးသိန်းဆိုသူဟာဩဂုတ်လ17ရက်နေ့ကပဲပျောက်ဆုံးသွားတယ်လို့မိသားစုဝင်တွေကလူမှုကွန်ရက်ကနေတဆင့်လူပျောက်ကြောညာတင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ဩဂုတ်လ17ရက်နေ့ညပိုင်းမှာပဲရန်ကုန်မြို့ကကဘာအေးကံမောင်ဘက်အချက်အင်းအားကံအတွင်းမှာအသက်88နှစ်အရွယ်အမျိုးသားတဦးရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့တယ်လို့မြစ်တာတီတာရေစင်လူမှုကေဆက်ရေးအသင်းကပြောထားပါတယ်။ အဲ့ဒီရုပ်လောင်းဟာပျောက်ဆုံးနေတဲ့ရခိုင်မျိုးသားပါတီ ANP ရဲ့စစ်တွေးမျိုးနယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးအေးသိန်းဆိုသူရဲ့ရုပ်အလောင်းဖြစ်နေပြီဘာကြောင့်အခုလိုတေဆုံးရတယ်ဆိုတာကိုတော့မသိရဘူးလို့ရခိုင်မျိုးသားပါတီ ANP ရဲ့လုတ်ဖော်ကိုင်ဘတ်တဦးကပြောထားပါတယ်လက်ရှိအချိန်ထိလဲဦးအေးသိန်းတေဆုံးမှုနဲ့ပတ်သက်ပြီးအသေးစိတ်ကိုမသိရသလိုမိသားစုဝင်တွေကိုဆက်သွယ်ပေးမယ်လဲလက်လော့ဆက်သွယ်လို့မရသေးပဲတေဆုံးသူဦးအေးသိန်းရဲ့ရုပ်အလောင်းကိုတော့ဩဂုတ်လ15ရက်နေ့မှာရေဝဲတုတ်တံမှာပဲတကြိုးမှာဖြစ်တယ်လို့ မိသားစုဝင်တွေကလူမှုကွန်ရက်ကနေတဆင့်အတိပေးထားပါသေးတယ်ခင်ဗျတဖက်မှာတော့အချက်ပတ်စကောင်စီကအမျိုးသမီးစစ်မှုထမ်းတင်ဒန်းတွေစတင်ဖွင့်လှစ်နေပြီဖြစ်တယ်လို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကထုတ်ပြန်ထားပါတယ် စစ်ကောင်စီကသူတို့ရဲ့စစ်မှုထမ်းအမျိုးသမီးအပတ်စဉ်တင်တန်းကိုရန်ကုန်တိုင်းမှောက်ပြီးမြို့အခြေဆိုင်အမှတ်၄အရာခံနဲ့အချက်ကြီးတင်တန်းကျောင်းမှာစတင်ဖွင့်လှစ်နေတာဖြစ်တယ်လို့တက်တွင်းသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်ကိုကိုးကားပြီး MDSI ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီကအမျိုးသမီးစစ်မှုထမ်းအပတ်စဉ်တက်ကိုဖွင့်လှစ်နေတာနှစ်လဝန်းကျင်ရှိနေပြီအဲ့ဒီအမျိုးသမီးစစ်မှုထမ်းတင်တန်းကိုသတင်းပေါက်ကြားမှုမရှိအောင်စစ်ကောင်စီကတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေတယ်လို့လည်း MDSI ကဆိုထားပါတယ်အကြံဖတ်စအုပ်စုဟာ အမျိုးသမီးစစ်မှုထမ်းတင်တဲ့အတွက်နိုင်ငံအနှံ့ကအမျိုးသမီးငယ်တွေရဲ့စရင်ကိုလည်းမြို့ရရက်ကွက်အလိုက်ကောက်ခံခေါ်ယူတာတွေပါစတင်လှုပ်ဆောင်လာနေပြီဖြစ်တယ်လို့လည်း MDSI ကထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းအချမ်းဖက်စကောင်းစီတက်ကစစ်မှုထမ်းမှုဖမ်းဆီးခေါ်ဆောင်မှုတွေကြောင့်ရန်ကုန်မြို့နယ်တချို့ဒေသတွေမှာအမျိုးသမီးငယ်တွေပါပျောက်ဆုံးမှုတွေရှိလာနေပြီဖြစ်တယ်လို့လည်းမြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလိလာရေးအဖွဲ့ MDSI ကထုတ်ပြန်ထားပါတယ်။အကြံဖက်စက်ကောင်စီက မြန်မာနိုင်ငံမှာလူတိုင်းစစ်မှုထိုင်ရမယ်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးတဲ့နောက်အမျိုးသားစစ်မှုထမ်းတင်နန်းကိုအပတ်စဉ်16အထိဖွင့်လှစ်ထားပြီးလူငယ်အများပြတ်ကိုအတင်းအဓမ္မစစ်မှုထမ်းစုဆောင်မှုတွေလုပ်နေရတာကနေအခုအခါမှာအမျိုးသမီးစစ်မှုထမ်းတင်တန်းတွေကိုပါစတင်ဖွင့်လှစ်လာနေပြီဖြစ်တယ်လို့လည်းမြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာလည်းစကိုင်းတိုင်းကလေးမြို့နယ်မှာပြပကိုတွားရောက်အလုပ်လုပ်ဖို့မြို့ပေါ်တက်လာတဲ့လူငယ်၃ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ကပေါ်တာဆွဲဖမ်းဆီးပြီးပြည်သူ့စစ်အဖွဲ့တဲကိုပို့ဆောင်လိုက်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့အောက်ကလာရှင်းရနေကပဲကလေးမျိုးတောင်ပိုင်းရေရှင်ကျေးရွာကနေပြည်ပကိုတွားရောက်အလွတ်လွတ်ဖို့မြို့ပေါ်တက်လာတဲ့လူငယ်၁၀ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဖမ်းဆီးလိုက်ပြီးအဲဒီတက်ကလူငယ်၃ဦးကိုသူတို့စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့တဲပို့လိုက်တယ်ဆိုပါတယ်။အဲ့ဒီလိုအပုတ်ခံရတဲ့လူငယ်၃ဦးဟာမောင်ရန်ကျော်မင်းမောင်လင်းကျော်နဲ့မောင်ပြေဖြိုးအောင်ဆိုသူတို့ဖြစ်ပြီ အဲဒီလူငယ်၃ဦးစလုံးဟာအသက်20ဝန်းကျင်လေးတွေသာရှိသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အလားတူတခြားမြို့နယ်တွေမှာလည်းအချက်ဖက်စကောင်စီတပ်ကစစ်မှုရန်တပ်သားတွေလိုအပ်နေတဲ့အတွက်လူငယ်တွေကိုဇက်တိုက်ဆိုသလိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီးတစ်ဖက်မှာလည်းစစ်ကောင်စီကလူငယ်တွေကိုပြပထွက်ခွင့်မှာကန့်သက်ပိတ်ပင်ထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ရှမ်းပြည်နယ်ကစီဆိုင်မြို့နယ်အတွက်စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့စစ်တပ်လက်အောက်ခံ PNO အဖွဲ့ကို တော်လည်းပူပုံတက်တွေကတက်ခိုက်ချင်မှုရမှာစစ်ကောင်စီဘက်ကအယောက်20ဝင်းကျင်ကတော့အတိအသေးတိုင်ကုန်ကြတဲ့အပြင်စစ်သားတအူးကိုပါလက်နဲ့ခဲရတဲ့အတူအရှင်ဖန်းစီရမိထားတယ်လို့ရှမ်းတောင်အမှတ်1005ပီတက်တက်ရင်တာဝန်ရှိသူတူကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့အောက်လ6ရက်နေ့ကပဲစီဆိုင်မြို့နယ်ကင်ထိုင်ဂျေးရွာဘက်စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြံဖက်စစ်ကောင်စီတက်တဲ့စစ်တလောက်ခံပြင်းလို့အဖွဲ့ကိုဒေါ်လာရေးပူပေါင်းတက်တွေကအသင့်ဆောင်ပြီးကြပြတ်တက်ခိုက်ချင်မှုခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအယောက်20ဝန်းကျင်ကတော့အသီးသီးတေကုန်ကြတဲ့အပြင်နောက်ထပ်စစ်သားတအုပ်ကိုပါလက်နက်ခဲရတဲ့အတူတော်လိုင်းတက်တွေကအရှင်ဖမ်းဆီးရောက်မိထားပြီးဒေါ်လိုင်းဘက်ကလည်းရဲဘော်6ဦးမစိုးရင်ရတဲ့ဒဏ်ရာရထားတယ်လို့ရှမ်းတောင်အမှတ်1005 PDF တက်ရင်ရဲ့တာဝန်ရှိသူတအုပ်ကပြောထားပါတယ်။ တပ်ဖွဲ့တွေအရှင်ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားကိုတော့လလော့ဆဲတော်လန်ရေးတပ်တွေကစစ်ဆေးမေးမြန်းမှုတွေလုပ်နေပြီးအေးအေးယူမှုတွေတော့ဆက်လက်လှုပ်ဆောင်မှာဖြစ်တယ်လို့လည်းရှမ်းတောင်အမှတ်1005ဘီတက်တက်ရင်ရတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ရခိုင်ပြည်နယ်စစ်တွေမြေဝါမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သင်းဘောတွေကနေပြစ်ခတ်တဲ့လက်နက်ကြီးအနေနဲ့လေကြောင်းအနေနဲ့စိုးရင်ရတဲ့အတွက် ပုံနာကျုံမြို့နယ်ကကြေးရွာပေါင်း36ရွာနေပြည်သူတွေဟာစစ်ဘေးရှောင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီရဲ့ရေချောင်းလေချောင်းအန္တရာယ်နဲ့မလွတ်နိုင်တဲ့နေရာတွေကကြေးရွာတွေကိုကြေးရွာတာဝန်ရှိသူတွေနဲ့အရခတ်တော် AA ရဲ့မြေပြင်တာဝန်ရှိသူတွေကပါစစ်ဘေးရှောင်ခိုင်းထားတယ်လို့ဆိုပါတယ်အဲ့ဒီလိုစစ်ဘေးကနေတိတ်ရှောင်နေရတဲ့ပုံနာကျုံမြို့နယ်ကကြေးရွာတွေထဲမှာပဒေသာစင်အင်ဂျီဒီပါယော ကွန်းတောင်ငကြီးကျွန်းအလဲကျွန်းစတဲ့ခြေရွာတွေအပောင်းဝင်စုစုပေါင်းခြေရွာပေါင်း36ရွာဖြစ်ပြီးအဲ့ဒီကဒေသခံတွေဟာဩဂလ17ရက်နေ့ကစပြီးတော့ခြေရွာတွေကနေစတင်တန်းရှောင်နေရတာဖြစ်တယ်လို့လေဒေသခံတွေကပြောပါတယ်အဲ့ဒီပုံနာကျွန်းမြို့ကိုတော့အရခတ်တော်အေအေကတိမ့်ပိုက်ထိန်ချုပ်ထားတာဖြစ်ပြီးလက်ရှိဒေသခံတွေထပ်မံစစ်ရှောင်ရတာကတော့ပုံနာကျွန်းမြို့နဲ့အနီးစပ်ဆုံးဖြစ်တဲ့စစ်တွေမြို့ဟာအရခတ်တော်အေအေကရခိုင်ပြည်နယ်မှာနောက်ဆုံးတိမ့်ပိုက်ဖို့ကြံနေတဲ့၃မြို့တွေကတစ်မြို့ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ကအဲ့ဒီစစ်တွေမြို့ကနေပုံနာကျုံဘက်ကိုထိုးစစ်ဆင်တာတွေလှုပ်လာနိုင်တယ်လို့အာရခတတော်အေအေကလည်းစစ်တွေမြို့ကိုအပီးသိမ်းဖို့ပြင်ဆင်လာတာတွေလည်းရှိလာတဲ့သဘောဖြစ်တယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ DNA လေးထိန်းချုပ်ထားတဲ့မိုးကုံမြို့အရှိပိုင်းကလင်းရောင်ကြီးဖုံးကြီးကျောင်းနဲ့အနီးပတ်ဝန်းကျင်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့် ကိုရင်ငယ်ကလေးငယ်ကလေးမိခင်အပါဝင်ပြည်သူ၁၀ဦးတိတ်ဆုံးခဲ့ရပြီးရုပ်အလောင်းတွေလည်းအပိုင်းပိုင်းဖြစ်သွားတာတွေပါရှိနေတယ်လို့ဒေသခံပြည်သူတွေကရှင်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့အော်ဂလာ၁၄ရက်နေ့ဖြစ်တဲ့မနေ့ကည၈နာရီခွဲလောက်မှာပဲအချမ်းဖက်စကောင်စီတပ်က TNL ထိန်းချုပ်ထားတဲ့မိုးကုံမြို့အရှေ့ပိုင်းလင်းရောင်ကြီးဘုံကြီးကျောင်းနဲ့အနီးပတ်ဝန်းကျင်တွေကိုလေနဲ့လာပြီးပေါင်900ဘုံတွေပါကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစကောင်စီတပ်ရဲ့လေကျောင်းတက်ခိုက်မှုကြောင့် ဘုံကြီးကျောင်းကကိုရင်ငယ်တွေနဲ့ရက်ကွက်နေကလေးငယ်ကလေးမိခင်တကြီးရွယ်အိုတွေအပါဝင်ပြည်သူ၁၀ဦးထက်မနည်းတေဆုံးခဲ့ရပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။အဲ့ဒီလိုတေဆုံးခဲ့ရတဲ့ပြည်သူတွေထဲမှာဘုံတန်းထိပြီးရုပ်လောင်းတွေပါတစစီအပိုင်မန့်ဖြစ်သွားတဲ့အခြေအနေတွေရှိထားပြီးစစ်ကောင်စီတပ်ဟာပြည်သူတွေနေတဲ့နေရာမှန်တစ်တီကြီးနဲ့ကိုရရဆက်ဆက်တပ်ဖြတ်နေတာဖြစ်တယ်လို့လည်းမိုးကုံမြို့ကန်ဒေသတွင်းသတင်းအရှင်းမြစ်ကပြောထားပါတယ်။လက်ရှိမိုးကုံမြို့မှာကဘာတိုက်ပွဲမှလည်းမဖြစ်သလို့ DNL ထိမ့်ချုပ်ထားတဲ့မြို့ဆိုပြီးစစ်ကောင်စီတပ်ကရည်ရွယ်ချက်ရှိရှိအရက်သားတွေကိုပြစ်မှတ်ထားပြီးတော့တပ်ဖြတ်နေတာဖြစ်တယ်လို့အခုအချိန်တည်းမဟုတ်ပဲပြီးခဲ့တဲ့မေလဇွန်လဇွန်တိုင်းလနဲ့အခုဩဂုတ်လတွင်အထိမိုးကုံမြို့ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေတောက်လျှောက်ဆုတ်တယ်လို့တိုက်ခတ်ပြီးစစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်တယ်လို့လည်းဒေတာတွင်တရင်ရင်မိကပြောထားပါသေးတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တစ်ကနေဒီနေ့လည်းခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ